ငလင်ကက်ပေးကြောင့်အပြစ်ရက်မလားဘိုလကားသဘောထားပြောပြီးမဟောတတာရဲ့တာတရားစီရင်ခန်းကလို့ဆိုခဲ့ရင်ဘလူးမရဲ့စိတ်တက်မျိုးတွေမမွေးကြဖို့လိုတယ်ကျွန်တော်တို့တွေလက်နဲ့တွေချပြီးတော့ခဏလောက်ဆိုင်းငံ့ကြဖို့ပြောချင်တယ်ကျွန်တော်တို့လည်းဒီအချိန်မှာတော့တနက်ဖောက်ဖို့ထက်ကျွန်တော်တို့ကမ်ပိန်းတောင်မှရက်ပေးထားတယ်ကျွန်တော်တို့အချက်ဆိုပြီးစီရေးဖော်ဆောင်တာတွေကျွန်တော်တို့အနေနဲ့တော့လုံးဝမဟုတ်ပါဘူးတပတ်အဖွဲ့စည်းရဲ့အခက်မဟုတ်ပါဘူး ပြည်သူလူထုရဲ့အခက်ဖြစ်နေတယ်မြန်မာပြည်သူပြည်သားအားလုံးလည်းဒီလိုမျိုးဘေးဒုက္ခတွေကနေကင်းလွတ်ငြိမ်းချမ်းပါစေလို့ဆုတောင်းလိုက်ပါတယ်ဘိုးနဂါကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတင်ခဲ့ပါသေးတယ်ဒီကိစ္စတွေကရှူတောင်းတစ်မျိုးစီကနေပြီးတော့ပြင်းပြင်းထန်ထန်ပြောနေကြတာတွေရှိတယ်တချို့ကလည်းအပြည့်ရတဲ့ကိစ္စမျိုးတွေကိုဖြစ်တဲ့နေဆိုတဲ့ဘက်ကရှိတယ်တချို့ကလည်းဒီချိန်မှာဒီအခက်ကဒေါ်လာရဲ့အချက်နော် ုံနဲ့ကျင်းနဲ့ထားကြွားကြဖို့လုံဆောင်နေရတယ်လည်းရှိတယ်။ကျွန်တော်ကတော့ဘယ်သူ့ကိုမှမားတယ်မှန်တယ်လို့တော့မပြောလို့ဘူး။အမမပြတ်သားဘူးပဲဆိုဆိုပေါ့ဗျာ။တခြားသူတွေကတော့သူ့ရှုထောင့်နေသူမှန်နေကြလိမ့်မယ်မားတယ်လို့မပြောလို့ဘူး။ဒါပေမဲ့ကျွန်တော်အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကမော်တထားရဲ့သားတရားစီရင်ခံတဲ့ကလိုမျိုးဆိုခဲ့ရင်ဘလူးမားရဲ့စိတ်ဓာတ်မျိုးတွေမမွေးကြဖို့လို့တယ်။အကြာကြီးမဟုတ်ရင်တောင်မှအဲဒီချိန်မှာတော့မဥစလုံးကနှစ်ဖက်စလုံးကဒီစီရေးလောက်ရတဲ့ကိုရပ်တန့်ထားစေခြင်းနဲ့ ဒီအစာဦးတွေအကျိုးပဲ့တွေအောက်မှာပိနေတဲ့ပြည်သူတွေအလောင်းတွေဆိုရင်လည်းဖယ်ထုတ်ပြီးတော့မြုံနံတကြိုပြီးတဲ့အထိအာကိုရပိုင်းသေးကိုလက်အင်္ကာတွေပြည့်ကျင်ညက်ပြီးတော့အသက်ရှင်လျက်နဲ့ချောက်ချောက်ချာချာရှိနေကြတဲ့ပြည်သူတွေကိုကယ်ထုတ်ပြီးတော့ရှင်းလင်းပြီးတဲ့အထိလောက်ပေါ့နော်အဲ့ဒီလိုရက်ပိုင်းလေးကိုတော့ကျွန်တော်တို့တွေလက်နက်တွေချပြီးတော့ဟိုခဏလောက်ဆိုင်ခံကြဖို့ပြောချင်တယ်ဒီမှာလဲတချို့ပေါ့နော်ဟိုစစ်တပ်ကလည်းဒီအခြေအနေတွေကိုမငဲမကွက်ဘဲနဲ့လေရင်နဲ့ပုံထွက်ကျဲနေရတယ်ရှိတယ်ဒါကလည်းတော်တော်ရုပ်ပြတ်တယ် ဒါပေမဲ့တစ်ဖက်မှာလည်းအာဒီလိုအချိန်တော့စစ်တပ်ကလေရင်နဲ့ဘုံတက်ကျဲနေတယ်ဆိုပြီးတော့ဒါကိုကဲ့ရဲ့ရှုံချပေးမယ်ဒေါ်လာရေးပတ်ချမ်းကပေါ့နော်ကဲ့ရဲ့ရှုံချပေးမယ်တစ်ဖက်မှာလည်းဒီဒေါ်လာရေးပတ်ချမ်းကပဲဒီအချိန်လေးကိုခွန်ကောင်းယူပြီးတော့စည်ရေးပြင်းပြင်းထန်ထန်ပေါ်ဆောင်ဖို့ပြောနေတာလည်းရှိတယ်အဲဒီအချိန်လေးနှစ်ခုကလည်းတိတ်ပြီးတော့မအပ်ဆက်တဲ့ဇကာပေါ့နော်မစီလျော်တဲ့ဇကာရဲ့နှစ်ခုဖြစ်နေတယ်ပေါ့နော်ဒေါ်လာရေးပတ်ချမ်းမာရင်ကိုအဲ့တော့ဟိုကျွန်တော်အမြင်ကတော့ကျွန်တော်လည်းဒီချိန်မှာတော့တနက်ဖောက်ဖို့တဲ့ ဒါမြင်တဲ့အတိုင်းပဲအဲကျွန်တော်တို့ဒီကမ်ပိန်းတော်မှာကျွန်တော်တို့ရပ်ပေးထားတယ်ပေါ့နော်စစ်တိုက်ဖို့ဆိုတာတော့မပြောနဲ့ကမ်ပိန်းတော်ကျွန်တော်တို့ရပ်ပေးထားတယ်ပြီးတော့တက်နိုင်နေများလဲဒီပြည်သူလူထုတွေရဲ့လက်တလောဘေးဒုက္ခကိုကယ်ဖို့ကျွန်တော်တို့အတက်နိုင်ဆုံးကြိုးစားနေတာရှိတယ်အရက်သေးတော့ကန့်သက်မထားလို့ဘူးရန်သူကလေရင်နဲ့ဘုံထွက်ကျဲနေတာကိုကျွန်တော်တို့အနေနဲ့လက်မခံနိုင်သလိုတစ်ဖက်မှာလဲဒီအခက်ကိုခုံကောင်းယူပြီးတော့ကျွန်တော်တို့အချက်ဆိုပြီးစီးဖော်ဆောင်တာတွေကျွန်တော်တို့အနေနဲ့တော့လုပ်မှာမဟုတ်ပါဘူး အခက်ဆိုတဲ့နေရာမှာလဲဒါကျွန်တော်တို့ရဲ့ရင်ဆိုင်နေရတဲ့တစ်ဖက်အဖွဲ့စည်းရဲ့အခက်သက်သက်မဟုတ်ပါဘူးဒီလိုလူလူဒီအများစုရဲ့အခက်ဖြစ်နေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဲ့ဒါကိုအဲကျွန်တော်တို့ရဲ့အချက်လိုမျိုးမယူချင်ပါဘူးဒါကြောင့်ရှေ့မှာပြောခဲ့သလိုကျွန်တော်စီရေးပေါ်ဆောင်မှုဆိုတာထားလို့ပေါ့နော်ကျွန်တော်တို့ရန်ပုံငွေရှာတဲ့ကမ်ပိန်းလေးတောင်ရပ်ပေးထားပါတယ်လို့ကျေးဇူးတင်ပါတယ်ကိုသားတနေအာမြန်မာပြည်သူပြည်သားအားလုံးလည်းဒီလိုမျိုးပေးဒုက္ခတွေကနေအမြန်ဆုံးကင်းလွတ်ငြိမ်းချမ်းပါစေလို့ဆုတောင်းလိုက်ပါတယ်